့အားလုံးပဲမင်္ဂလာပါဒီတစ်ခေါက်ထက်ခိုက် program မှာဆိုလို့ရှိရင်တော့ PC game ပါတယ်ပြီးတော့ PC နဲ့ performance အမြင့်စားအလုပ်တွေလုပ်နေတဲ့သူတွေအတွက်ရည်ရွယ်ပါတယ်ပြီးတော့ကိုယ့်ရဲ့ desktop နဲ့ laptop ကို performance မြင့်အောင်လုပ်ချင်တဲ့သူတွေအတွက်ဖြစ်ပါတယ်ခဏလေးကလည်းခုဟန်ဒီ laptop editing အတွက်သုံးနေတဲ့ဆက်ကို performance မြင့်အောင်လုပ်ချင်တယ်အမြင့်ဆုံးဒီ setting နေတယ်ပြီးတော့10 bit quality video တွေပေါ့ render လုပ်တဲ့အခါမှာဆိုလို့ရှိရင် speed ကိုတော်တော်လေး setting နေတာဖြစ်တဲ့အတွက်ကြောင့်မလို့ဒါတခါတည်း install လုပ်ပြီးသားမှာဖြစ်ပါတယ် Pisa Storage ကနေတင်သွင်းလာတဲ့ RAM, SSD, Memory Stick အစရှိတဲ့တကယ်ကိုများတဲ့ရွေးချယ်စရာစုံတဲ့ product လေးတွေကို showcase လုပ်ပြပေးသွားမှာပါ။ဒီ product လေးတွေကို Goran Power Technology ကနေတရားဝင်တင်သွင်းဖြန့်ချိထားတာဖြစ်ပြီးတော့စိတ်ကမ်းသာလမ်းတစ်လျှောက်ကကွန်ပျူတာဆိုင်တော်တော်များများမှာဝယ်ယူရရှိနိုင်ပါတယ်ရှင်။ နမောက်ဆုံးနေနဲ့လုံအောင် performance အမြင့်စား run ကိုမှ RGB light လေးတွေပါတာမျိုးကိုဟန်စိုက်ချင်တာပေါ့နော်။ပထမဆုံး product ကတော့ performance အမြင့်စားကိုသုံးမိထားတဲ့ Predator Vista 2 DDR5 RGB run ဖြစ်ပါတယ်။သူကတော့နောက်ဆုံးမော်နီးပညာနဲ့ specs ကလည်းအမြင့်ဆုံးပဲ။ PC မှာ game show ကိုအလုံးလုံးကို performance အမြင့်စားမြင့်တင်ခြင်းနဲ့သူတွေအတွက်ရွေးလို့ရတယ်။ System kit ကိုမှနှစ်ချောင်းတွဲထားတာလေးပေါ့နော်။ RGB light အတွက်ဆိုလို့ရှိရင် ASUS ရဲ့ Aura Sync, MSI ရဲ့ Mystic Light Gigabyte ရဲ့ RGB Fusion 2.0နဲ့ Aslo ရဲ့ Polychrome Sync ပေါ့နော်စရဲ့နည်းပညာတွေကိုသုံးပေးထားတယ်။ Install လုပ်မယ်ဆိုလို့ရှိရင် RGB light က Rainbow အောင်လေးထွက်တယ်။ Install လုပ်ရတာလည်းတော်တော်လေးလွယ်တယ်။ဒီမှာအရန်ကောင်းသွားတာသူ့ရဲ့ Cloud Speed ပေါ့နော်။ Default ကိုမှ 4800 MHz ကနေ9200 MHz ဒီ overclocking capability ရမှာဖြစ်ပါတယ်။ memory ပေါ်မှာတော့ online ECC technology ကိုသုံးထားတာဖြစ်တဲ့အတွက်ကြောင့်မလို့ data loss ဖြစ်တာတွေ game sort အနေနဲ့ထစ်တာလက်တာတွေကိုကောက်ွယ်ပေးပြီးသားဖြစ်သွားမယ်။ Intel နဲ့ AMD motherboard တွေအတွက် support လုပ်ပေးပါတယ်။ warranty အနေနဲ့ဆိုလို့ရှိရင်လည်းသူက lifetime ပေးထားတာဖြစ်တဲ့အတွက်ကြောင့်မလို့ AA စစ်စစ်အသုံးပြုလို့ရမှာဖြစ်တယ်။နောက်တစ်ခုကလည်း gamer တွေနဲ့ PC ကို performance အမြင့်စားသုံးကျင်တဲ့သူတွေအတွက်ပဲ။သူကတော့ storage ထပ်ပြီးတော့ upgrade လုပ်ချင်တဲ့သူတွေအတွက်ဖြစ်ပါတယ်။ GM 3500 PCIe Gen 3 X4 M.2 SSD ရှိပါတယ်။သူ့မှာ storage အနေနဲ့ဆိုလို့ရှိရင် version မျိုးစုံလာတဲ့ 1TB ထိကိုရောက်တယ်။ RAID က3400 MB per second နဲ့ write speed ကဆိုလို့ရှိရင်တော့3000 MB per second နဲ့လာပါတယ်။8 channel controller နဲ့ independent cache နည်းပညာတွေသုံးမိထားတာဖြစ်တဲ့အတွက်ကြောင့်မို့တာမန် M.2 SSD တဲ့ track ပို့ပြီးတော့သူကမြန်နေပေါ့နော်။ Normal M.2 SSD ထက်ဆိုလို့ရှိရင်လည်းသူက storage size ကပိုတာဖြစ်တဲ့အတွက်ကြောင့်မို့ full capability နဲ့သုံးလို့ရမှာဖြစ်ပါတယ်။ နောက်တစ်ပိုင်းအနေနဲ့ဟန်ဒီပြပြချင်တာကတော့တာမန်ယုံ၃ချောင်း၃ပေါ့နော် desktop နဲ့ laptop တွေမှာ RAM တွေထပ်ပြီးတော့စိုက်ချင်တဲ့သူတွေ upgrade လုပ်ချင်တဲ့သူတွေအတွက်ဖြစ်ပါတယ်။အဲ့မှာလဲရွေးချယ်စရာတွေတော်တော်များများရှိနေပါတယ်။ UD 100 desktop RAM မှာဆိုလို့ရှိရင်16 GB ရမယ်3900 MHz speed ထိရမှာဖြစ်ပြီးတော့သူက lifetime warranty ရမယ်နောက်တစ်ခုကတော့ laptop RAM ပေါ့နော် SD 100ဖြစ်ပါတယ် 4GB RAM နေစဝယ်လို့ရမယ်ပြီးတော့2666 MHz speed ရမှာဖြစ်ပြီးတော့သူကလည်း lifetime warranty ပေးထားပါတယ် နောက်တော့ desktop DIY တွေမှာထည့်ပြီးအသုံးပြုဖို့ဖြစ်ပါတယ်။ FA100 M.2 SSD PCIe Gen 3 X4 laptop တွေမှာလည်း2280 form factor support လုပ်တဲ့ model တွေမှာထည့်ပြီးတော့သုံးလို့ရမယ်။ RISC-V က3300 megabyte per second နဲ့ RISC-V ကဆိုလို့ရှိရင်တော့2900 megabyte per second ဖြစ်ပါတယ်။သူကတော့9နှစ် warranty ပေးထားပါတယ်။နောက်တစ်ခုကတော့ကိုယ့်ရဲ့ laptop ဦး model ဒီမှာ HDD ကိုအစားထိုးပြီးတော့ပုံမြန်အောင်ပေါ့နော် upgrade လုပ်ချင်တဲ့သူတွေအတွက်ဖြစ်ပါတယ်။ Windows တက်တာတွေပုံမြန်သွားမယ် data transfer speed တွေမှာလည်းပုံမြန်သွားမယ်။သူကတော့ RE100 SATA 3 2.5 inches SSD ဖြစ်ပါတယ်။512 GB ထိတောင်မှရွေးချယ်စရာရှိနေပါတယ်။ Energy efficiency ဘိုင်းမှာဆိုလို့ရှိရင် battery life ကပိုပြီးတော့ကျသွားမယ်။ Portable device တွေအတွက်တူပိုပြီးတော့အဆင်ပြေရေပေါ့နော်။ ကိုယ့်ရဲ့ data တွေကို save ချင်တဲ့သူတွေအတွက်ဆိုလို့ရှိရင်လည်း quality ကောင်းပြီးတော့9နှစ်ထိတောင်မှ warranty ပေးတဲ့ USB stick လေးပေါ့နော် flash drive လေးရွေးချယ်လို့ရတယ်။သူက USB 2.0ကနေ USB 3.2ထိရွေးချယ်ဆက်ရှိတယ်။ပြီးတော့ 16GB ကနေ 128GB ထိတောင်မှရွေးချယ်ဆက်ရှိရဖြစ်ပါတယ်။ဆိုတော့ Acer brand ဖြစ်တဲ့အတွက်ကြောင့်မလို့ quality ကလည်းကောင်းတယ်။ရွေးချယ်ဝယ်ယူတဲ့အခါမှာဆိုလို့ရှိရင်လည်းစိတ်ချလက်ချ data တွေကိုမပြောက်ပြန်ထိမ့်သိမ့်နိုင်တယ်ပေါ့နော်။ဆိုတော့ဟန်နီဒီနေ့ပြောပြပေးသွားတာကတော့ဒါကိုယ့်ရဲ့ အာဒါ laptop တွေမှာ PC တွေမှာ performance ပို့ပြီးတော့မြင့်အောင်ထပ်ပြီးတော့တိုးပြီးတော့လုပ်လို့ရတဲ့ upgrade လုပ်လို့ရတဲ့ run လေးတွေကိုပြပြပေးသွားတာဖြစ်ပါတယ်။ဒီ product လေးတွေကို Goran Power Technology ကနေတရားဝင်တင်သွင်းဖြန့်ချိထားတာဖြစ်ပြီးတော့စိတ်ကမ်းသာလမ်းတစ်လျှောက်က computer science တော်တော်များများမှာဝယ်ယူရရှိနိုင်ပါတယ်ရှင်။အဲဒီ link လေးပေးထားပေးပါမယ်။